ပီချင်နဲ့လိုင်လီတို့ရဲ့အချင်းရဲ့တိဆောက်ထားတဲ့အိမ်မက်အိမ်တော့ ပရိသတ်များရှင်ပီချင်ရဲ့ချစ်တဲ့မိုးကတကယ့်ကိုထူးခြားပြီးတော့ ညှိုးနေစရာမလိုအောင်ပါပဲ။သူရဲ့စကားဝိုင်း talk show တိုင်းမှာ စနီးတဲ့အလိုက်လေးကိုချီးမွမ်းဂုဏ်ပြုတဲ့အကြောင်းတွေဒါအမြဲချနေရတာပါ။ပီချင်ပြောခဲ့တဲ့စကားကပရိသတ်တွေကိုရင်းနှီးထိစေပါတယ်။လီလီရှာထားတဲ့ငွေရလဲသူမငွေကျွန်တော်ရှာတဲ့ငွေရလဲသူမငွေပဲ။လီလီကိုရှာသမျှပတ်စံအလာရာကြနေပြီ။သူမပြောနေရင်ကျွန်တော်ကျင်းနေပြီ။ကျွန်တော်ရဲ့ပျော်ရွှင်ခြင်းကသူမရဲ့နှစ်လိုပွဲအပြုံးကိုမြင်နေရခြင်းပါတဲ့။ဒီလိုလူမျိုးကိုဘဝလက်တွဲပေါ်ဖြစ်ရချားတဲ့လီလီအတွက်တကယ် ဝမ်းမြောက်စရာပါနိုဝင်ဘာလ19ရက်နေ့ဟာလီလီရဲ့အသက်30နှစ်ပြည့်မွေးနေ့ဖြစ်ပြီးတော့မွေးနေ့ရှင်ကအင်မတန်မှပျော်ရွှင်နေပါတယ်။ဒါကြောင့်လဲဆိုတော့ဒီမရဲ့ဘဝအိမ်မက်စိတ်ကူးတစ်ခုအကောင့်ထဲပေါ်ပြီးတော့ပြမြောက်ခဲ့ပြီဖြစ်လို့ပါပဲ။ဒါကတော့ပေးချင်တဲ့လီလီတို့နှစ်ယောက်နှစ်နှစ်ကြာအချိန်ပေးပြီးတော့အတူတကွတည်ဆောက်ခဲ့တဲ့အိမ်ကြီးပဲဖြစ်ပါတယ်။ မွေးနေ့ရက်မှာသူတို့လူဦးဟာအင်းရဲ့အတွင်းအပြင်အစင်အခင်အကျင်းခြံဝင်းထဲမှာစိုက်ပျိုးထားတဲ့အပင်တွေကိုနှစ်ဖက်မိသားစုတွေနဲ့အတူသွားရောက်ကြည့်ရှုကြအတူတူစားတော့ကြပြီးတော့ပျော်ရွှင်စွာကုံဆုံးစေခဲ့ပါတယ်။ဒီအင်ကြီးစီကိုပြီးချင်တဲ့လီလီဇနီးမောင်နှံကရှီလာမှာပြောင်းရွှေ့နေထိုင်ကြတော့မှဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ရအောင်ပါရှင်။